အားလုံးပဲမင်္ဂလာပါ။ Insight မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်တော် share လုပ်ပေးချင်တာကတော့ Wakana PMC အကြောင်းပါ။ PMC ရဲ့အရှိကောက်တော့ Private Military Company ပါ။များသောအားဖြင့် PMC ရဲ့ရည်ရွယ်ချက်ကတော့ VIP ကို escort ပေးတာ။လိုအပ်တယ်လို့သတ်မှတ်ထားတဲ့အတိုင်းငားရမ်းသူရဲ့ base ကိုကာဝယ်ပေးတာ။အရက်သားတွေကိုစီကံတိကျတဲ့စစ်တီတွေဖြစ်လာအောင် train ပေးတာ။နောက်ဆုံးထိုးစစ်တွေမှာဝင်ရောက်တိုက်ပြီးတဲ့စားပွဲမျိုးတွေပေးကြပါတယ်။ Wakana PMC ရဲ့ base လို့ထားတာရုရှားနိုင်ငံပါ။ ပြီးတော့ဝကနာလိုအဖွဲ့မျိုးကဘာမှအများကြီးရှိပါတယ်။အထင်ရှားဆုံးဆိုရင်ဘလဝါသားသူကကြတော့အမေရိကဘေ့စ်ပါ။ဘလဝါသားလိုရတဲ့အလုပ်တွေကမြန်တော်ပြင် US စစ်တပ်ကသူတို့နာမည်မခံချင်တဲ့ကိစ္စမျိုးတွေပြီးတော့ Iran, Afghanistan မှာလည်းဝင်တိုက်ပြီးပါတယ်။နောက်ထပ်အဖွဲ့တစ်ခုကတော့ FFG Frontier Service Group သူကတော့ China Hong Kong based အဖွဲ့ပါ။ဒီ China based FFG အဓိကလုပ်တာကတော့တရုတ်ရဲ့ Belt and Road Initiative BRI ကမ္ဘာလမ်းမကြီးအတွက်ကိုလုံခြုံရေးစာပေပေးတာ ဒီ BI ဆိုတာတရုတ်ရဲ့စီးပွားရေးမဟာဗျူဟာမြောက်စီမံကိန်းတစ်ခုပါတရုတ်ရဲ့ဒီ BI စီမံကိန်းကြောင့်ခမန်းချေရဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့အာဖရိကနိုင်ငံ40ကအမေရိကန်ဒေါ်လာ64ဘီလီယံအထိတရုတ်အစိုးရကအကျွေးတင်နေပါတယ်တရုတ်အနေနဲ့အာဖရိကနိုင်ငံတွေကိုဒီ BI စီမံကိန်းအောက်ကနေဝင်ရောက်တယ်ပြီးတော့ရထားလမ်းနဲ့ရေနက်စိတ်ကမ်းတွေကိုဆောက်လုပ်ပေးတယ်ဆောက်လုပ်ရေးကုန်ကျစရိတ်အပိုင်းအတွက်ကိုကြတော့တရုတ်ကတက်ဆိုင်ရာနိုင်ငံရဲ့အစိုးရကိုအတိုးနဲ့ငွေချေးပေးပါတယ်ဒီမြန်မာတစ်ခုရှိတာ တူကချီးထားတဲ့ဒီနိုင်ငံကစီးပွားရေးကြဆင်းလာတဲ့အချိန်မှာအကျွေးတွေမပေးနိုင်တဲ့အခါမှာနိုင်ငံပိုင်စိတ်ကန်းလေစိမ့်နဲ့တခြားသဘောဝတရားစာသားတွေကိုလည်းတူကသိမ်းယူလို့ရှိပါတယ်။2019ခုနှစ်တုန်းကဆိုရင်ဒီလင်ကနိုင်ငံကတူကိုအကျွေးမပေးနိုင်တဲ့အတွက်ဒီလင်ကနိုင်ငံဟမ်ဘတ်တူတော်စိတ်ကန်းကိုတူကသိမ်းယူခဲ့ပါတယ်။တူအနေနဲ့ဒီ BI စီမံကိန်းကိုလည်းအကောင့်ထဲပို့ခြင်းနဲ့ပြီးတော့တခြားတစ်ဖက်မှာဆိုရင်လည်းခေတိချီတီကလာအနေနဲ့ BI စီမံကိန်းကိုအကောင့်ထဲပို့နေတာပါ။ဒီလောက်ဆိုတော့တူရဲ့ BI စီမံကိန်းကိုအကြမ်းမြင့်နားလည်ပြီလို့ထင်ပါတယ်။ ကျွန်တော်ဆက်ပြီးတော့တရုတ်ရဲ့ဒီ PMC FSG အဖွဲ့အကြောင်းကိုပြန်သွားလိုက်အောင်ဒီ FSG အဖွဲ့ကကျွန်တော်တို့မြန်မာနိုင်ငံနဲ့လည်းမဆိုင်ပါဘူးအထူးသဖြင့်ဆိုရင်ရခိုင်ပြည်နယ်အတွင်းက BIA project တွေအတွက်ကို FSG အဖွဲ့ကလုံခြုံရေးပေးပါတယ်အဲ့ဒီထဲမှာဆိုရင်ကြောက်ပြူရေနံစိတ်ကမ်းပါမယ်ရခိုင်ကနေတရုတ်နိုင်ငံယူနန်ကိုဆက်သွယ်ထားတဲ့ရေနံနဲ့တဘောတုံးဝေးပိုက်လိုင်းကိုလုံခြုံရေးပေးတာတွေပါမယ် special economic zone SECS အထူးစီးပွားရေးဇုန်တွေအတွက်ကိုလည်းဒီ FSG အဖွဲ့ကလုံခြုံရေးပေးပါတယ် ဒီလောက်ဆိုတော့ကျွန်တော်တို့ PMC ထဲမှာတကယ်နာမည်ကြီးတဲ့ Russia based Wagner, American based Blackwater ပြီးတော့ China based FST company ဒီ company တွေအကြောင်းသိပြီလို့ထင်ပါတယ်။ Wagner Group အကြောင်းကိုကျွန်တော်သင်ဆက်တဲ့အခါမှာအပိုင်း၃ပိုင်းကျွန်တော်ခွဲထားပါတယ်။ပထမအပိုင်းကတော့ Wagner Group အကြောင်းနဲ့ Ukraine စစ်ပွဲမှာပါဝင်ပတ်သက်နေပုံနဲ့ဒုတိယအပိုင်းမှာတော့ Wagner Group Africa မှာဒီလူမဲတွေကို train ပေးတာတွေပြီးတော့ထိုးစစ်ဆင်တာတွေတတိယအပိုင်းမှာဆိုရင်တော့ Wagner Group ဘလို့ပြိုလဲသွားတယ်ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော် share လုပ်ပေးသွားပါမယ်။ဟုတ်ပြီဒါဆိုရင်ဒီ Wagner Group ဟာ Mercenary Group ကြီးစားစစ်သားဆိုတာမှန်တယ်။အဖွဲ့အစည်းတစ်ခုခုဒါမှမဟုတ်အစိုးရတရရကသူ့ကိုလုံခြုံရေးစားပစ်ကိုတောင်းနေဆိုတာနဲ့သူတို့ကလုံခြုံရေးစားပစ်ပေးတယ်။အဲ့လောက်ထိကိုရိုးရှင်းလား။အဲ့ဒါဆိုရင်တော့မဟုတ်ပါဘူး။ Wagner Group ကတဘောတင်ဇာတာရှာဖွေထုတ်ယူတဲ့လုပ်ငန်းတွေအတွက်ကိုအဓိကလုံခြုံရေးဆောင်ရွက်ပေးတာအပြင်ရုရှားနိုင်ငံအစိုးရရဲ့ဒီနိုင်ငံခြားရေးမူဝါဒကိုအကောင့်ထည့်ဖို့ လိုအပ်တဲ့နေရာမှာတိုက်ခိုက်ရေးအဖွဲ့ဖြစ်ရရှိတုံးချဖို့ဖွဲ့စည်းထားတာပါဝဂနာ group ရဲ့ founder တွေကတော့ Dimitri Ukin နဲ့ Rakhani Prigozhin ပါ Dimitri Ukin ရဲ့ကောဆိုင်ကတော့ဝဂနာပါသူကရုရှားနိုင်ငံရဲ့ Special Force Spetsnaz အဖွဲ့ကနေလာတာပါဒုတိယလူဖြစ်တဲ့ Prigozhin ကတော့ Dimitri Ukin လို့အဓိကစစ်တိုက်တဲ့နေရာမှာပါဝင်တာမဟုတ်ပါဘူး Prigozhin ဆိုတာပူတင်အနီးနားနိုင်ငံရေးအာဏာကိုဆုပ်ကိုင်ထားတဲ့လူနည်းစုတွေရပါဟိုးရင်အောင်ဆိုရင် precaution ကလူမိုက်ပြီးတော့ထောင်လဲကြဖို့ပါတယ် 1992တွေမှာသူစားတောက်ဆိုင်စီးပွားရေးစလုပ်ပါတယ်။အဲ့ဒီချိန်မှာပူတင်ကနိုင်ငံရေးတမအဲ့ဒီချိန်တည်းကပရီကိုရှင်ကပူတင်နဲ့ခင်ပြီးတော့ပူတင်ရောနောက်ကွယ်ရနဲ့ငွေနဲ့ထောက်ပံ့ပေးနေတာပါ။နောက်ဆုံးပူတင်အာဏာရလာတော့ပရီကိုရှင်အနေနဲ့လှုပ်ရှားဖို့ကွင်းနေအများကြီးရွာတယ်။သူလည်းပို့ပြီးတော့ချမ်းသာသွားတယ်လို့ပူတင်လည်းနိုင်ငံရေးအာဏာပို့ပြီးတော့ခံမြောက်ရတယ်။ Business flow နဲ့ပြောရမယ်ဆိုရင်တော့ win-win situation ပါ။ဆိုပရီကိုရှင်းဆိုတာပူတင်ရဲ့ chef ပူတင်ရဲ့ခရိုနီပါဆက်ပြီးတော့ကျွန်တော်တို့ဒီ Wagner Group ရုရှားယူကရိန်းစစ်ပွဲမှာပါဝင်စစ်နေနေပုံလေ့လာကြည့်လိုက်အောင်ဒါကတော့ယူကရိန်းနိုင်ငံကနေရုရှားနိုင်ငံကိုနေဆက်နှစ်မိုင်အကွာဘန်ကားအတွင်းအခြေအနေပါယူကရိန်းတရင်နှစ်နှစ်ရှိကရုရှားနိုင်ငံကနေထိုးစစ်ဆင်လာတဲ့လူတွေကိုလိုက်လံရှာဖွေနေပါတယ်တရင်နှစ်နှစ်ရှိအနေနဲ့နေဆက်ကိုစောင့်ကြည့်နေပြီးတော့တကယ်လို့ရုရှားစစ်တီကိုတွေ့မယ်ဆိုရင်မပါညာမှတ်ပြီးတော့မြေပြင်ကယူကရိန်းတပ်တွေကိုပေးပို့ရပါတယ်အခုမြင်နေတဲ့လူအများစုကစေတနာဝန်ထမ်းတွေပါသူတို့တွေကစေတနာဝန်ထမ်းဖြစ်တာနဲ့အမျှသူတို့တုံးတဲ့ဒရုန်းတွေက စီးပွားရေးသုံးလုပ်ငန်းသုံး drone တွေပါ။တိုင်းနှစ်နှစ်ရှိအဓိကတာဝန်ရတော့ယူကရိန်းနယ်စပ်ကိုဖျက်ချလာတဲ့ရုရှားစစ်တီတွေကိုချိန်မုံပေးရမှာပါ။တိတ်မကြခင်ကလည်းဒီ volunteer အဖွဲ့ကနမဲဆိုးနဲ့ကြော်ကြားရတဲ့ဝဂနာကြီးစားစစ်တီအဖွဲ့နဲ့ဆစ်စင်ရင်ဆွေးနွေးခဲ့ပါသေးတယ်။ဟုတ်ပါတယ်။ဝဂနာအဖွဲ့ကရုရှားယူကရိန်းကျူးကျော်စစ်မှာဆိုရင် front line ရှေ့တန်းကနေကိုတိုက်ပေးနေတာပါ။အစတည်းကဒီရုရှားနိုင်ငံရဲ့အကြမ်းဆုံးအထူးတပ်ဖွဲ့ဟောင်းနေတဲ့ဖွဲ့စည်းထားတဲ့ဒီဝဂနာအဖွဲ့ကရုရှားနိုင်ငံကင်မလင်နန်းတော်အတွက်ကိုလှုပ်ဝက်လက်နက်အဖြစ်ဆယ်စုနှစ်တခုနီးပါအလုပ်လုပ်ပေးနေခဲ့တယ် အခု2014ရုရှားယူကရိန်းကျူးကျော်စစ်မှာလည်းရှေ့တန်းကနေပါဝင်နေခဲ့ပါပြီတကယ်တော့ဒီရုရှားယူကရိန်းကျူးကျော်စစ်ကိုဦးဆောင်ခဲ့တာရုရှားစစ်တပ်ကိုယ်တိုင်ပါနောက်ပိုင်းထိုးစစ်ဆင်လာတာနှေးလာတဲ့အချိန်မှာရုရှားစစ်တပ်ကိုယ်တိုင်ကဝဂနာတပ်ဖွဲ့ကိုခေါ်ဖို့ပူတင်ကိုတောင်းဆိုခဲ့တယ်ဆိုတော့ဒီရုရှားယူကရိန်းကျူးကျော်စစ်နဲ့ပတ်သက်ပြီး precaution ရဲ့သဘောထားကိုကျွန်တော်လေ့လာကြည့်လိုက်အောင်2014ခုနှစ်တုန်းကပူတင်က Crimea ပြည်နယ်ကိုကျူးကျော်တော့ precaution ကိုယ်တိုင်ကဝဂနာအဖွဲ့နဲ့ဝင်တိုက်ပေးခဲ့တယ် အဲ့မှာ precaution ငွေတွေတော်တော်ရပြီးတော့လိုက်လို့မမိအောင်ချမ်းသာပါရတယ်။ဒီလိုနဲ့နှစ်ယောက်သားအဆင်ပြေနေရတာနေပူတင်ကယူကရိန်းကိုကျူးကျော်တော့ precaution ကသဘောမတူပါဘူး။ရုရှားစစ်တပ်ကိုအရက်ဆက်ဆုံးဝေဖန်ခဲ့တဲ့လူက precaution ကိုယ်တိုင်ပါပဲ။ကမ္ဘာတဝန်းကသူ့ရဲ့ရေနံနဲ့တဘာသုံးွေရွှေသူဖော်ရေးမိုင်းသွင်းနေအဲ့ဒီလုပ်ငန်းတွေကိုထိမှဆုပ်လို့ပါ။လာပေါင်းများစွာယူကရိန်းရှေ့တန်းမှာယူကရိန်းတပ်ဖွဲ့တွေနဲ့ဝဂနာတပ်ဖွဲ့တွေအပြန်အလှန်တိုက်ပွဲတွေဖြစ်ကြတယ်။နောက်ပိုင်းယူကရိန်းစစ်တပ်ကရဂနာဂျီဇာစစ်တီကိုလည်းဖမ်းမိခဲ့ပါတယ်။ရူရှိုပရီတတ်စ် забігти в ті позиції, ми забігли. Так, вийшло, що не я навіть не зрозумів, що случилось. This is you just here. Так, це може не шутити. As you're approaching, what are you feeling? Чувала себе спокійно. Не панікувала, спокійно все вона. What were you saying to him here? Ну, ми їх сказали, здавайтеся, ми виходимо. стреляйте, мы уже. У нас дается тварь, проверяем, еще не понимаем Оружие, все, гранаты, все забрали. Все это хотел осталось. Кто не хотел, Четыре человека. ဝဂနာဖွဲ့အလုပ်လုပ်တဲ့ပုံစံနှစ်မျိုးရှိပါတယ်။ပထမတစ်ခုကတော့အထူးစစ်စင်ရေးဆောင်ရွက်တာစစ်တိုက်တာပါ။ဒုတိယတစ်ခုကတော့ထောင်သားတွေစုဆောင်းတာပါ။အခုဒီယူကရိန်းတပ်ရင်းတရားရှိရာဖမ်းမိတဲ့ဝဂနာစစ်တီတွေကအရင်ကအကျဉ်းသားတွေပါ။ ဒီထောင်သားစုဆောင်ရေးလှုပ်ရှားမှုဥဆောင်တာတော့ precaution ကိုနိုင်ပါပဲ။ Russia Ukraine ကြူကြော်စစ်အစမှာဆိုရင်ပူတင်နဲ့ precaution တို့သဘောထားကွဲလဲနေတယ်။နောက်ပိုင်း precaution တယောက်ပူတင်နဲ့သဘောတူညီမှုရသွားပါတယ်။အဲ့ဒါကတော့ Russia ထောင်ထဲကလူမိုက်တွေကိုသူ့စစ်ကြိုက်ခေါ်ထုတ်တာပါ။မင်းတို့ငါလာအောင်မှာစိတ်ဝင်တိုင်းထောင်တန်းလွတ်မယ်ဆိုပြီးတော့ထောင်ရှင်းပစ်လိုက်တာပါ precaution ကသူ့ရဲ့ကြေးစားဝါကနာအဖွဲ့ကိုအကျဉ်းသားတွေနဲ့အင်အားဖြည့်ပြီးယူကရိန်းကိုဝင်တိုက်ပေးခဲ့တယ်ဟုတ်ပါတယ် precaution ကလူလဲပါယူကရိန်းကိုတိုက်ဖို့ကိုစစ်တပ်အင်အား9000ချပေးတယ် အဲ့ဒီက၄တောင်ကရုရှားအချင်းတောင်တွေကတင်တူးနေမလို့လူမိုက်တွေပါဒီအချင်းအောင်ခြံသွင်းရဗီဒီယိုကထူးခြားပါတယ်။ Precaution ကိုယ်တိုင်သူကဝါကနာနဲ့ပတ်သက်ဆက်နေနေကြောင်းပထမအဆုံးချိန်လူသိဆင်ရှားဝန်ခံလိုက်တာပါ။အရင်က Precaution အနေနဲ့ဒီဝါကနာအဖွဲ့ရဲ့တရှိမှုကိုနှစ်ပေါင်းများစွာညှင်းဆိုခဲ့ပြီးတော့ဝါကနာအဖွဲ့ရဲ့နောက်ွယ်မှာသူရှိနေတယ်လို့ပြောတယ်ဆိုရင်တော့မှတရားစွဲဆိုခဲ့တာပါ။ ကျွန်တော်တို့ precaution အကြောင်းနားလည်ဖို့ဆိုရင်တူလက်အောက်မှာလက်ထောက်အဖြစ်ခိတ္တတာဝန်ထမ်းဆောင်ခဲ့တဲ့ဝဂနာကျေးဇားစစ်တီဟောင်းဘက်ကိုတွားလိုက်အောင် precaution ရဲ့လက်ထောက်အနေနဲ့ခိတ္တတာဝန်ထမ်းဆောင်ခဲ့ပြီးမဲ့နောက်ပိုင်းမှာတော့သူပြင်တစ်ကိုထွက်ပြေးသွားခဲ့ပါတယ်။အရှိရကျွန်တော်ပြောခဲ့သလို precaution ကဒီ Ukraine Russia စစ်ပွဲမှာပဲပါဝင်နေတာမဟုတ်ဘဲနဲ့အာဖရိကနဲ့အရှေ့အလယ်ပိုင်းမှာလည်းဝဂနာကန်ဖိုက်တာတပ်ပေါင်းခန့်ထိကိုဖြန့်ကျက်ထားပါတယ်။ကန်ဖိုက်တာဆိုတာကတော့စားကြုံနဲ့လှုပ်ပေးထားတဲ့ဝဂနာကျေးဇားစစ်တီတွေပါ။ ဆိုတော့ဘာဖြစ်လို့ precaution အာဖရိကနဲ့အရှေ့အလယ်ပိုင်းကိုဒီလို contractor အရောက်ရေတထောင်လောက်အထိကိုဖျက်ချက်ထားနိုင်တာလဲအကြောင်းကတော့ precaution တယောက်အချင်းထောင်တွေမှာလူသစ်စုဆောင်ခဲ့တာအချင်းသား9000လောက်အထိကိုမြင့်တက်လာခဲ့ပါတယ် personality like what is what is the creativity очень масштабно мыслящий человек вот на 100% убеждён в в правильности той установки такого патриотического видения своей страны, которую вот он взял себе на вооружение. Человек, который хож в ближайшее окружение президента страны, Путина, мочи, он спокойно приезжает в зоны, рекрутирует там людей, набирают, и эти люди отправляются на войну. 瓦格纳阿佩的卢德苏桑布厄托古，阿金塔尼亚尼，德姆鲁内姆鲁鲁迈迪乌苏桑纳，瓦格纳阿佩白杰厄托古，阿迪卡尼内达文西拉，那从布丁亚尼纳马西列， နိုင်ငံရေးဩဇာရှိတဲ့လူတယောက်ဆိုတာသိတာပြီလို့ထင်ပါတယ်ပါရနီဇာပီဆိုဝီချီဝကာဝါဂနီရှိုဗချရာအနီဘီလီအဘိချနီမီပါရနီယမီအစီဝဒနီအနီနာဇာရှိတီနာရှီစထရာနီဆက်ပြီးတော့ကျွန်တော်တို့ယူကရိန်းရှေ့တန်းမှာအဖမ်းခံခဲ့ရတဲ့ဝဂနာဂျီဇာစစ်တီတွေအကြောင်းတော့သွားလိုက်အောင်ဒီမျိုးကပရီကိုရှင်းကိုတိုင်အကျဉ်းထောင်ကနေစုဆောင်းခံခဲ့ရတဲ့လူနှစ်ယောက်ပါသူတို့ဆန္ဒအတိုင်းဒီအင်တာဗျူးကိုပြောတယ်ဆိုပေမဲ့လည်း Interview Shoma, How long into your jail sentence did you decide to join the army? I didn't go to this. Only a few months. What were you in prison for? Hacker and beast. Ну и к моей жене начали приставать. Он меня ударил ножом, я его ударил ножом. И я его зарезал. И нас осудили с товарищем. Дали по 19 лет срок. Три года. и собрался на Марсу, в большом стадионе. Всю колонию построил, 1200 человек. И начал толковать свою речь. What kind of things did you promise Свободу полностью, наверное, в цене судимости, в цене судимости, в цене судимости. Я это не работал близко. в тюрьму вообще не зашли, ничего не Казался лидером. Это у него есть вина, так и герой России. Не особо. Может, пустили то, что он говорит. Но то, что он говорит, он может быть, что есть в Польше. Если он тоже президент. Ну, что такое? Как он говорит? Как он говорит? что там тоже купил да, да. там вот и повод тоже хорошо всякие эгают, которых нужно убивать. There's been a lot of reports that specifically the prisoners who were recruited into Wagner are being used as cannon fodder. Is that how you felt? Да. Ну, у нас как бы, когда дается нам приказ идти вперед, у нас только приказ идти вперед, мы не можем отступать назад. Любой ценой ты должен взять. What are you thinking about Wagner's strategy? <laughs> я не думал в тот момент ничего о стратегии Вагнера. Я думал, как, я не знаю, как он, наверное, выжить. И я не... What happened the day that you were captured? На модель. А, в общем, мы штурмовали точку одну. Так получилось, что половина группы это делал с кого-то на трех И командир группы передал мне команду. Мы ждали по одной пришла одна группа снайпер, сняла эту группу. Но мы начинали ее упираться, потому что дайте на снайпер, пока он был ходил. мы были ходили с тобой, по где те, кто пока что снизил. Украинский военный с правой стороны пошел, выстрелил возле ноги. Я повернулся, он сказал, все, давайте. Все, мне как бы не было, я сказал, что это делать, я сказал, что это зависит. Are you scared at all about the recent attack to Russia? 笑。နောက်ဆုံးမှာတော့ဒီဖမ်းမိခဲ့တဲ့ဝဂနာကြီးစားစစ်တီကိုယူကရိန်းစစ်တပ်ကစစ်တုံးဝမ်းအနေနဲ့လက်လက်ချင်းမပြုတ်ခဲ့ပါဘူး။လာတော့ကြမှာပဲ။သူကယူကရိန်းဘက်ကိုဗတ်ပြောင်းသွားတယ်ဆိုပြီးတော့ယူကရိန်းနိုင်ငံဝါရဖြန့်ကြီးမီဒီယာမှာတက်လာပါတယ်။ဒီဗတ်ပြောင်းသွားတဲ့ဝဂနာကြီးစားစစ်တီကို ရီဂိုရှင်းကိုယ်တိုင်က Telegram မှာသူ့အသက်ကိုချင်းချောက်ခဲ့ပါသေးတယ်။ Предатель, и я уверен, что понесёт достойное почитающееся предателем наказание, согласно всем традициям ЧВК Вагнер. အခုဆိုရင်တော့ကျွန်တော်တို့ Ukraine ကဖမ်းမိခဲ့တဲ့ဝဂနာကြီးစားစစ်တီမီရှာအကြောင်းကိုသိပြီ။တခြားတစ်ဖက်ဝဂနာကနေဖမ်းမိခဲ့တဲ့ Ukraine စစ်သား Oleksandr Mey ရဲ့အကြောင်းကိုတွားလိုက်အောင်

В той момент перше, що я зробив, це попрощався зі своїм життям. У Нас потім вони переводили з одної точки на іншу. По своїх окопах він дожав. Кожну зупинку, яку ми робили, нас постійно били. Потім ми відвезли в їхній штаб, де влаштували допрос. Одного мого товариша прямо на допросі вони вбили. Did you know who it was who had captured you? Вони сразу сказали, що ми не регулярна армія Росії, ми оркестр Вагнера. Перше, що вони казали, це що нас їх уб'ють. Why do you think they were telling you that they were Wagner? Скоріше за все, щоб похвастатися. Вони дуже гордились цим. Вони на кожному вуглу казали, що ми Вагнер. Саме найсильніший чоловіка. Ми не воюватимемо, краще все воюємо. What kind of information were they trying to get out of you during the interrogations? Де знаходяться наші позиції? Яку нам поставили задачу? Скільки нас, яке нас озброєння? Чи є нас западне озброєння, западна техніка і все. How did you keep your spirits up? Просто вірю. что если нас первый день не вбили, значит навіщо ж Належу, about Звісно, кожен день. Просто що хочу бути біля неї. Can you you tell me about the day that you were released? Світлані мені було чомусь дуже страшно дзвонити. Я дуже сильно хвилювався. Я Чи їй вже хтось сказав, що мене вже немає, чи похоронили мене не похоронили. Mm. Скільки б часу все ж таки пройшло? Я б все ж чекала до останнього. What was it like when you guys first saw each other again? Mm, Якщо чесно, це навіть не передати словами. Повністю там чотири сльозах було від радості. я десь так спішила, що коли заходила до квартири, я з поріг. ледь не впала. Mm, імунітет був дуже ослаблений. Я дуже багато втратив ваги. How are you feeling now, three months later? Дуже добре. Але досі ще ночами дуже мало сплю. Сняться кошмари. We're learning about new tensions in Russian forces on the front line. Wagner boss. ဒီအကျဉ်းသားနှစ်ကိုကျွန်တော်ပြန်ပြီးတော့ analysis လုပ်ကြည့်မယ်ဆိုရင်ယူကရိန်းကဖမ်းမိခဲ့တဲ့ဝဂနာချေးစားစစ်တီကတော့ရုရှားနိုင်ငံကိုပြန်အပို့မခံနိုင်ရအောင် ဝကနာဖမ်းမိခဲ့တဲ့ယူကရိန်းစစ်သားကတော့ယူကရိန်းနိုင်ငံကိုပြန်အောင်လာနိုင်ခဲ့ပါတယ်။ရုရှားယူကရိန်းစစ်ပွဲကိုဆက်ပြီးတော့ကျွန်တော်လေ့လာလိုက်အောင်။ရုရှားရှေ့တန်းမှာရှိနေတဲ့ရုရှားစစ်တီတွေနဲ့ဝကနာကြီးစားတွေကြားမှာတင်းမာမှုတွေရှိခဲ့ပါတယ်။အဲ့ဒါတော့ precaution ကသူ့ရဲ့ဒီဝကနာကြီးစားစစ်တီကိုပြန်ဆွဲထုတ်နေတာပါ။ precaution ကိုယ်တိုင်ကဘကမျိုးတိုက်ပွဲမှာဝကနာကြီးစားစစ်တီတွေအနိုင်ရခဲ့ရဆိုပြီးမှလည်းဝကနာကြီးစားစစ်တီတွေအများကြီးဆုံးရှုံးခဲ့ရပါတယ်။ရုရှားယူကရိန်းစစ်ပွဲကဒီဝကနာတွေရဲ့ပအဝင်ပတ်သက်မှုကတော့ဒီလောက်ပါပဲ။ ကျွန်တော်တို့ဆက်ပြီးတော့ International မှာဝဂနာ group ဘလို့ပါဝင်လှူရှားခဲ့ရဆိုတော့လေ့လာကြည့်လိုက်အောင်ဝဂနာအဖွဲ့အနေနဲ့ International မှာပထမဆုံးအကြိမ်ငွေအများကြီးရလိုက်တာ Syria စစ်ပွဲအတွင်းတော့ပါ ISIS ကိုတိုက်ခိုက်ပြီးတော့ Syria နိုင်ငံအတွင်းကရေနံမြေတွေကိုလည်းကာကွယ်ပေးခဲ့တယ်တခြားတစ်ဖက်မှာအာနာရှင်အာဆတ်အစိုးရကိုလည်းကာကွယ်ပေးခဲ့ပါတယ် Precaution အနေနဲ့ဝဂနာအဖွဲ့ကာကွယ်ထားတဲ့ဒီရေနံချက်စစ်ရုံတစ်ခုချင်းစီကနေငွေငွေ25ရာခိုင်နှုန်းထိကိုရဖို့ညှိနှိုင်းနိုင်ခဲ့တယ် Syria основной задачей наемников было достижение военной победы. Did you get the sense that he was motivated more by making money there or by winning on the battlefield? Два понятия, которые, в общем-то, они вполне совместимы. Естественно, основная мотивация наемников – это заработать деньги. Но и, значит, во многом это зависит от успеха ဒီစီးရီးယားနိုင်ငံအတွင်းမှာဝဂနာအဖွဲ့အနေနဲ့အဆိုးရွားဆုံးအခြေအနေတစ်ခုကိုလည်းကြုံလိုက်ရပါတယ်။အဲ့ဒါကတော့စီးရီးယားနိုင်ငံအတွင်းကဒီတန်ငွေတက်စင်ဆက်ယုံနီးမှာဝဂနာ group နဲ့အမေရိကန်တပ်တွေ၄နိုင်ကြာတိုက်ပွဲဖြစ်ပွားခဲ့တာပါ။အဲ့ဒီတိုက်ပွဲအတွင်းမှာဆိုရင်ဝဂနာကြီးစားစစ်တီဒါဇင်ပေါင်းများစွာတေဆုံးခဲ့တယ်။ဝဂနာ group အနေနဲ့စီးရီးယားနိုင်ငံမှာဝင်တိုက်ပေးနေရဆိုပေမဲ့လည်းရုရှားနိုင်ငံကတော့ဝဂနာ group တရှိကြောင်းညှိဆိုသေးပါ отложился особенно отчётливо у меня памяти. Это, конечно, бой 8 февраля 2018 года, когда нас американцы ну, просто расхластали. Отложилось у меня на всю жизнь. Вы не забывайте о том, что эти правительства, все, с которыми он сотрудничает, это же сами по себе диктаторы. Он обеспечивает стабильность их положения, устойчивость их власти. Африка — это кипящий котел. Там всегда есть с кем воевать. ဒီလိုဆီးရီးယားမှာဝဂနာအဖွဲ့အနေနဲ့အကြီးမားတဲ့အမာပြင်းအဆုံးဖြတ်ချက်တွေကိုချခဲ့တယ်။ပြီးတော့ဝဂနာဂျေးစာစစ်တီတွေဒါဇင်နဲ့ချီတည်ဆုံးခဲ့တယ်။ဒါပေမဲ့လည်းဝဂနာခေါင်းဆောင်တွေကတော့သူတို့ရဲ့လမ်းစဉ်အတိုင်းပဲတခြားနိုင်ငံအစိုးရတွေကိုဝဂနာဂျေးစာစစ်တီတွေကိုလွှတ်ပြီးတော့ငွေရှာဖို့ဆက်လက်ဆုံးဖြတ်ထားပါတယ်။နောက်ထပ်ကျွန်တော်ဆက်ပြီးတော့ရှင်းလင်းလုပ်ပေးချင်တာကတော့ဗဟိုအာဖရိကသမ္မတနိုင်ငံ CAR ပါ။ အတိအကျအောင်တော့ကျွန်တော်နောက်ဗီဒီယိုမှာ share လုပ်ပေးသွားပါမယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီနေ့ဗီဒီယိုထဲမှာတော့ဝကနာအဖွဲတီထောင်ခဲ့ပုံပြီးတော့ဝကနာအဖွဲအဓိကကြတဲ့ precaution အနေနဲ့ပူတင်ရဲ့လူယုံတော့ကင်မလင်နန်းတော်မှာနိုင်ငံရေးအာဏာရှိတယ်။ပြီးတော့ရုရှားယူကရိန်းကျူးကျော်စစ်မှာဝကနာအဖွဲဝင်ပါခဲ့ပုံနှစ်ဖက်ကဖမ်းဆီးနိုင်ခဲ့တဲ့အကျဉ်းသားတွေအကြောင်းနောက်ဆုံးအနေနဲ့စီးရီးယားနိုင်ငံအတွင်းမှာဝဂနာအဖွဲ့ဝင်ပါခဲ့ပုံတို့ကိုကျွန်တော် share လုပ်ပေးသွားပါမယ်။ဒီဗီဒီယိုလေးတွေကနေဗဟုသုတရိုက်လိုက်တယ်ဆိုရင် လိုက်ရန် sharing လုပ်ပေးခြင်းအပြင်တခြားသူတွေစီကိုလည်းပြန်လည်မျှဝေပေးပါဦးကိုမတ်မှာဒီဗီဒီယိုနဲ့ပတ်သက်ပြီးဝင်ရောက်ဆွေးနွေးသွားလို့ရတယ်လို့တခြားသိရှင်တဲ့အကြောင်းအရာတွေကိုလည်းကိုမတ်မှာဝင်ရေးသွားလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်အားလုံးပဲမင်္ဂလာရှိတဲ့နေ့တွေဖြစ်ပါစေ